အာဆီယံနဲ့တွေ့ဖို့တောင်းဟိုင်တန်းမင်းအောင်နိုင်ကိုထိုင်းဒုတိယအကြိမ်ထပ်လာမယ်ဆိုတော့သတင်းကို အားလုံးကြားပြီးဖြစ်မှာပါเนาะဒီသတင်းကတေချာတလောက်ရှိတယ်ဒီကောင်ကိုယ်တိုင်ကျင်းနေလာမယ်အဲ့ဒီဟာနဲ့ပတ်သက်လို့မလေးရှားဝင်ကြီးချုပ်ကထုတ်ဖော်ပြောကြားခဲ့တာအဲ့တော့အဲ့ဒီမလေးရှားဝင်ကြီးချုပ်ရဲ့ပြောစကားကိုအများကန့်ကွက်ကြတယ်အဲ့ဒီကန့်ကွက်တဲ့အထဲမှာထိုင်းကလွတ်တော်အမတ်เนาะလက်ရှိမြန်မာအရေးမှာတမန်တမတ်ကြဆိုတာနဲ့ ြောနေတဲ့အမှတ်တယောက်ကတော့အခုထုတ်ပြောလာသူပြောတဲ့စကားတွေကိုကျွန်တော်အရင်ဖတ်ပြပါမယ်နော်ဘာသာပြန်ထားတာရှိတယ်ဗောနော်ငြိမ်းချမ်းရေးအကျိုးဆောင်လုပ်ရှင်ညံရှိဖို့အရင်လိုတယ်လို့ထိုင်းအမတ်ကမလေးရှားဝန်ကြီးချုပ်ကိုအကြံပေးမင်းအောင်နိုင်ငံလာမယ့်ဧပြီလ18ရက်မှာထိုင်းကိုနောက်တစ်ခေါက်လာအောင်မယ်အကြောင်းကတော့ပြီးခဲ့တဲ့ဧပြီလ4ရက်နေ့ထိုင်းနိုင်ငံကဆွေးနွေးပွဲပြစ်သွားပြီးတဲ့အဲဆွေးနွေးပွဲပြီးတဲ့နောက်မြန်မာစစ်တပ်ကနိုင်ငံတွင်းဘုံကျဲမှုတွေကိုချက်ချင်းရပ်တန့်လိုက်လို့ ဒါနဲ့ပတ်သက်ပြီးဆက်ဆွေးနွေးဖို့ဆိုပြီးမလေးရှားဝန်ကြီးချုပ်ကပြောတယ်။သူကဘာကိုအခြေခံပြီးဒီလိုပြောရတာလဲ။ခေါင်းဆောင်တွေဖြစ်ပြီးအချက်အလက်မစစ်ဆေးကြဘူးလား။အချက်အလက်တွေကရှင်းနေတာပဲ။ဧပြီလ3ရက်မှာစစ်တပ်ကအပြစ်ခတ်ရက်စဲကြီးညင်ညာပြီးတဲ့နောက်မဟာတကြံနဲ့ဧပြီလ7ရက်နေ့ထိတနင်္ဂနွေလုံးမှာဘုံကျဲမှုပေါင်း124ကြိမ်ထိရှိခဲ့ပါလေ။ဒါကဘလို့အပြစ်ခတ်ရက်စဲကြီးမျိုးလဲ။ ထိုင်းနိုင်ငံရဲ့တန်တမန်ရေးရယက်တိချင်းနဲ့ပတ်သက်လို့တော့များများပြောစရာမလိုပါဘူး။ဘာလို့လဲဆိုရင်27ရာစုနိုင်ငံကအခင်းချင်းရဲ့အချင်းရဲ့လက်တွေ့အခြေအနေတွေနဲ့ရှင်ရင်ထိုင်းကအာနဲ့နေလို့ပဲဖြစ်တယ်။ဟိုင်းဆိုရဘွဲဟာဒုတိယကမ္ဘာစစ်သုံးကလို့မြေရဓာဘက်ကိုဘက်လိုက်နေတယ်လို့ပြုမှုနေတာဟာတကယ်ကိုပဲတန်ဖို့မဲ့လုံးတယ်။အေဗလာ18ရက်လာမယ့်အေဗလာ18ရက်မှာမင်းအောင်နိုင်ကထိုင်းနိုင်ငံစီတရားဝင်နောက်တစ်ချိန်လာရောက်မှဖြစ်တယ်။ ိုင်းနိုင်ငံစီလာရောက်ဖို့စီစဉ်ထားပြီးဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်နဲ့တွဲဆုံဆွေးနွေးဖို့ဖြစ်တယ်။အန်ဝါဣဘရာဟင်ကမြန်မာစစ်အာဏာရှင်ခေါင်းဆောင်ကိုထိုင်းနိုင်ငံမှာတွဲဆုံဖို့ဖိတ်ခေါ်တာလည်းဖြစ်တယ်။မြန်မာနိုင်ငံထဲအပြစ်ခတ်ရက်စဲရေးတက်တန်းတိုးမြင့်နိုင်ဖို့ရည်ရွယ်တယ်လို့ပြောတယ်။မလေးရှားမြန်မာနဲ့ထိုင်းသုံးနိုင်ငံလုံးကတော်တော်ထူးဆန်းလုံးပါတယ်။ဘာတွေရှုံနေကြတာလဲ။ကျွန်တော်အမြင်ကိုရှင်းပြခြင်းပါတယ်။နံပါတ်1 မလေးရှားဝန်ကြီးချုပ်အနေနဲ့ထိုင်းနိုင်ငံစီလာရောက်ဖို့စီစဉ်ထားပြီးဖြစ်ရင်ခီးစဉ်နဲ့စိုင်းနာတွေကိုပဲထိုင်းမှာပြုလုပ်တင်တယ်။မင်းအောင်နိုင်နဲ့ဆွေးနွေးခြင်းရင်မလေးရှားနိုင်ငံစီတရားဝင်ဖိတ်ဖို့ဘာလို့မဖိတ်တာလဲ။မြန်မာစစ်အာဏာရှင်ရဲ့ခီးစဉ်ကိုမလေးရှားပြည်သူတွေကစန့်ကျင်ကန့်ကွက်မှာကိုစိုးရိမ်လို့လား။ပြည်တွင်းမှာဝန်ကြီးချုပ်ကိုလူကြိုက်များမှုကြာတော့မှာကိုစိုးရိမ်လို့လား။နံပါတ်1မလေးရှားဝန်ကြီးချုပ်ကမင်းအောင်နိုင်ကိုလာရင် တူနိုင်ငံသားတွေကစန့်ကျင်မှာကိုစိုးရိမ်ရင်ထိုင်းနိုင်ငံကြတော့ဘာတော့မစိုးရိမ်ရတာလဲမဟုတ်မှလွယ်ပြီးခဲ့တဲ့အပတ်ကလာရောက်ခဲ့ပြီးပြီမို့ကျင့်သားရသွားတာလားမကြာခဏလာလို့ရတယ်လို့များတဘောထားနေတာလားထိုင်းဝန်ကြီးချုပ်ရဲ့အဖေကအာဆီယံဥက္ကဋ္ဌမလေးရှားရဲ့အထူးအကြံပေးဖြစ်နေလို့လားတိုင်းပြည်သူတွေရဲ့ထိုင်းပြည်ကောက်ွက်မှုတွေကိုလုံးဝစိုးရိမ်ကြောက်ကြမှုမရှိလို့လားနံပါတ်3မလေးရှားဝန်ကြီးချုပ်ကအေပလအစောပိုင်းကစပြီး အပြစ်ခံရက်စရေဂရီကိုကိုလေးစားလိုက်နိုင်တဲ့မြန်မာစစ်အာဏာရှင်ခေါင်းဆောင်ကိုကျေးဇူးတင်တယ်လို့ဆိုတဲ့စိတ်မကောင်းစရာပဲမလေးရှားဝန်ကြီးချုပ်အပိုင်အတွက်ပြောနေတယ်လို့မြန်မာစစ်တပ်ကနိုင်ငံတွင်းလေရင်နဲ့ဘုံကျဲခြင်းဟာပြစ်ခတ်တာတွေကိုတရက်တလီတောင်မရက်တန့်ခဲ့ပါဘူး။ဘာလို့များဒီအချက်လက်တွေကြောင့်မရှိကြတာလဲ။တရောက်တော်ဆွေးနွေးခြင်းမှဖြင့်မလေးရှားဝန်ကြီးချုပ်အနေနဲ့ဘာလို့များနေပြည်တော်ထိသွားပြီးမင်းအောင်နိုင်ကိုတိုက်ရိုက်မတွေ့တာလဲ။အထူးအကြံပေးတစင်ကိုလည်းမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးတည်ဆောက်ဖို့ထိုင်းတရားရုံးစီကနေ့ ဒီဘက်ထွက်ကောက်ခင်းတောင်းခံပေးပြီးအတူခေါ်တော့တင့်တယ်အဲ့လိုလှုပ်ပါလားအဲ့လိုလှုပ်ရင်မလေးရှားမှာဆွဆွဲတစ်တင်မှုတစုံတရာခံရမှာကိုစိုးရင်လို့လားနံပါတ်5နောက်ဆုံးအချက်အနေနဲ့တက်ဆိုင်သူအားလုံးအဖွဲ့အစည်းအားလုံးကိုဆွေးနွေးပွဲမှာပါဝင်လာဖို့ဖိတ်ခေါ်နိုင်မဲ့ဤလန်းတွေရှာဖွေရမယ်ဆိုတာကိုတကယ်ပဲမတိတာလားဒီချက်နဲ့ပတ်သက်ပြီးကြိုးပမ်းအားထုတ်မှုတစုံတရာမတွေ့ရှိရပါဘူး မြန်မာစစ်တပ်ကပေးထားတဲ့အပြစ်ကရက်စဲဂရီကိုဆိုတာလဲဘယ်တော့မှအမှန်တကယ်ဖြစ်မလာခဲ့တဲ့လေထဲမှာတစ်ဖက်တက်စကားတွေတာဖြစ်တယ်။ဒါပေမဲ့လည်းဒါကိုပဲအမှန်တရားလို့စိတ်ချယုံကြည်နေကြစဲဖြစ်တယ်။ခုကိစ္စကထိုင်းနိုင်ငံနဲ့တိုက်ရိုက်သက်ဆိုင်လာပြီဖြစ်တယ်။မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးတည်ဆောက်ဖို့လမ်းပြမြေပုံရောက်မတ်တစုံတရာရေးဆွဲထားပြီးပြီလား။မတွေ့ရဘူးရှိလည်းမရှိဘူး။ဒါကိုတွားပြီးဝင်ရောက်ဆောင်ရွက်လိုချင်နေကြတယ်။ဆရာနာရှင်တွေကိုအရာတွေးလို့ကျွန်တော်တို့ဘာများအကျိုးရှိမှလဲ။ ရှစ်ဆက်မှလည်းစိုးစိုးဝါးဝါကြုံခဲ့ရပြီးပြီခုဒီချိန်ကပိုတော်ဆိုးသေးတယ်ဘာလို့ဆိုမြမငိမ့်ချမ်းရင်းမှာပူပေါင်းပါဝင်ဖို့ကဘာအစီအစဉ်မှရှိမနေလို့ပဲအာဆီယံဘုံဒေါ်တူညီချက်၅ချက်ကိုလည်းအရင်ခံပြဿနာတွေကိုဖြေရှင်းရမှာထိရောက်မှုမရှိလို့ကမ္ဘာလယ်မှာပြင်းထန်စွာဝေဖန်ခံနေရတယ်အခုဆိုအခြေအနေတွေကပိုတော်ဆိုးနေပြီဘာပြောင်းလဲမှုမှမရှိသေးတဲ့အပြင်ပြဿနာရှိနေတဲ့အာဆီယံဖွဲ့စည်းပုံကိုဆက်ပြီးအတုံးပြုတ်နေတယ်အခုချိန်ထိလမ်းမလမ်းမြေပုံ road map လည်းမရှိသေးဘူး လုံယုံတက်တက်တွေ့ယုံတက်တက်ပြောယုံတက်တက်တော့မလှုပ်ဆောင်ကြပါနဲ့ဒီသုံးနိုင်ငံဘာတွေလှုပ်ဆောင်နေသုံးဆိုတာနဲ့ဆိုတဲ့ရှုပ်ထွေးပွေလီမှုတွေနဲ့ပွက်လောရိုက်နေတာကလေဘာမှတခြားဘာမှဖြစ်လာနိုင်စရာမရှိပါဘူးနိုင်ငံကိုအလဲအလဲလှုပ်တဲ့မကောင်းဆိုးဝါးသဘောတူညီချက်ရဲ့ဟန်ပြလှုပ်ရက်တွေဟာလဲပိုပြီးပိုပြီးရှင်းလင်းလာနေတယ်ငြိမ်းချမ်းရေးတပွဲစပွဲငြိမ်းချမ်းရေးပွဲစားလှုပ်ရှင်ရင်လဲအသိပညာ knowledge ဉာဏ်ပညာ intelligent နဲ့အတွေ့အကြုံ experience တွေအများကြီးရှိထားဖို့အရင်ဦးဆုံးလိုအပ်ပါတယ်လူကြီးမင်းတို့ခမညာကန္နဝီထိုင်းလွတ်တော်အမတ်ဧပြီလ14ရက်2025နော်ဒါကတော့လက်ရှိ line ပေါ်မှာအဲတည်င်းအဖြစ်တက်နေကြတဲ့ဒီကထိုင်းနိုင်ငံလွတ်တော်အမတ်တဦးရဲ့ကြေကြားချက်ပဲဖြစ်တယ်။သူပြောတဲ့စကားတွေကမှန်ပါတယ်။နော်မြမပြည်သူတယောက်အနေနဲ့သူပြောတဲ့ဟာကို ထောက်ခံတယ်ဘာကြောင့်ထောက်ခံတာလဲ ။သူပြောသလိုပဲစစ်ကောင်စီကအပြစ်ခက်အချက်ကာလမှာမပြောခဲ့သေးဘူးနော်။အာဏာသိမ်းပြီးကလောက်ခဲ့တဲ့အရာတွေကိုမပြောခဲ့သေးဘူး။လက်ရှိသူတို့အပြစ်ရပ်ပါပြီးတော့ဂျင်ညာပြီးတဲ့နောက်မှာဘုံကျဲလာအေဘရာ73ရဲ့နှစ်ထိနော်124ချိန်ရှိသွားပြီဒီကနေ့ကရင်ပြည်နယ်မှာထက်ကျဲတဲ့နော်အယွဲမရောက်သေးတဲ့ခလေးအပါဝင်အမျိုးသမီးတွေပါတည်ရတယ်တကြံရက်ကြီးတကြံရက်အခါဒီလိုဒါတကြံဆိုတာမြမရိုးရတကြံထိုင်းတော့မှတကြံဆိုတော့နောက်ကြတယ်ပြောအောင်မယ်နော် မြမအတာတကြံမြမတွေရဲ့နှစ်ကူးအဲ့တော့နှစ်တက်ကူးမင်္ဂလာပြုလုပ်နေတဲ့တိုင်းပြည်ရဲ့အချိန်အခါတောင်မှပြည်သူကိုရရက်ဆက်ဆက်ဘုံကျဲတက်နေတဲ့စစ်သွေးကြွမိစ္ဆာကောင်တွေအဲ့ဒီလိုကောင်တွေရဲ့လှုပ်ရက်တွေကိုအားလုံးကိုခဝါချပြီးတော့ဒီလိုကောင်မျိုးကိုလူရဆွဲသွင်းနေတဲ့လှုပ်ရက်လှုပ်တဲ့လူတိုင်းဟာအောက်တန်းစားရလားရှင်းရှင်းမဲတရားမှုအတ္တအတ္တမကိုအားပေးနေတဲ့တရားမှုကိုမျက်ွက်ပြူပြီးတော့ဓမ္မကိုခြံနေနေတဲ့နော်လူအောက်တန်းစားတွေ အမှန်တရားဘက်ကိုရက်တည်တယ်ဆိုရင်အာဆီယံခေါင်းဆောင်တွေအနေနဲ့ကလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့ပကတိအမှန်တရားကိုအရင်သိအောင်လုပ်ဖို့လိုတယ်။အခုလက်ရှိဒါဟာမြန်မာပြည်သူအားလုံးကိုစော်ကားနေတာတဲ့အတူတူပဲကျွန်တော်တို့ကတော့ဒါတော့ခံစားရတယ်နော်မြန်မာပြည်သူအားလုံးရဲ့လူတွေကိုလူလူလို့မတတ်မှတ်ပဲနဲ့ငါတို့မှအာဏာရှိတယ်ငါတို့လုံချင်တိုင်းလုပ်မယ်ဆိုတဲ့တလိမ့်ဆန်ဝါဒကိုအတက်တွင်းနေတာတဲ့အတူတူပဲဒီလုပ်ရက်ကအဲ့တော့ဒီလက်တော်အမှတ်ပြောထားသလိုပဲမလေးရှားဝန်ကြီးချုပ်အနေနဲ့ မြမအရေးကိုလုတ်တော့မယ်ဆိုရင်မြမအရေးကိုတေချာတိအောင်အရင်လုတ်ဖို့လိုတယ်။နော်သူပြောသလိုပဲ knowledge ရှိအောင်အရင်လုတ်ဖို့လိုအပ်တယ်။ knowledge မရှိဘဲနဲ့ကိုထင်ရကိုရှောက်ပြောရှောက်လုတ်တာကသူများတိုင်းပြည်ကိုဖြတ်စည်းနေတဲ့အတူတူပဲ။ဘာဖြစ်လို့လဲ။လက်ရှိຫນွေဦးတော်နိုင်ရေးဟာမင်းအောင်နိုင်ကိုဇောင်းပေးလိုက်လို့မြမပြည်မှာငြိမ်ဝှက်ပြပြတော့မှာမဟုတ်တော့ဘူး။ဘာဖြစ်လို့လဲမြမပြည်သူတွေလက်ထဲမှာအားလုံးဟာတနတ်တွေရှိသွားပြီ။အဲ့တော့အမှန်တရားကိုဖော်ထုတ်ပေးမှအဲ့ဒီတနတ်ရှိတဲ့ပြည်သူတွေကလက်ခံမှာ။ ဒါမဲ့ညီမပြည်သူတွေအကြမ်းမဖက်တဲ့ဦးဒီနေ့ချိန်ထိနော်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ဒီအာနာရှင်ကိုအာနာယူကိုအတက်တွင်းပေးပြီးတော့လူရဆွဲသွင်းလိုက်မယ်ညီမပြည်ကအရင်ပုံစံမျိုးဖြစ်သွားမယ်ဆိုတဲ့အတွင်းနဲ့လုံမယ်ဆိုရင်ညီမပြည်ကိုစင်းရက်တဲ့စင်းအောင်တွေးချောင်းစီးတဲ့စီးအောင်လုံနေတဲ့အတူတူပဲဒါအောင်မလေးရှားဝင်ကြီးချုပ်အပါဝင်နိုင်ငံတကာခေါင်းဆောင်တွေတိဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ NG အပါဝင်တိုင်းသားအရာဝင်အပါဝင်လူကြီးတွေအားလုံးအနေနဲ့နိုင်ငံတကာကိုတောက်ပြန်တဲ့နေရာမှာ နေရတကာကိုမျက်နှာမွေးမျက်နှာပြပုံစံမလုပ်ပါနဲ့ဒီနေ့အချိန်ထိလည်းကျွန်တော်တို့ကိုဟိုထောက်ပံ့ပေးထားတာမရှိဘူးတခုရှိတယ်နော်နိုင်ငံတကာအနေနဲ့လက်ခံလည်းမဟုတ်လက်မခံဘူးမဟုတ်အနေထားရှိတယ်နော်ဒီအနေထားကြောင့်မလို့ကျွန်တော်တို့တွေကဟိုလှုပ်လို့ရသေးတယ်ပေါ့ဒါပေမဲ့စွတ်ပြီးတော့လည်းတို့လက်မခံဘူးညင်မဲ့ဝင်မရှိဘူးလေဒါအောင်လက်တိဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ကနေရာတကာကိုအောက်ကနေစကားပြောတော့အခုလိုလူပေါင်းဝမှုတွေကခံလာတယ် မှန်တယ်ကျွန်တော်တို့အကူအညီတောင်းတဲ့နေရာမှာဆက်ဆံတဲ့နေရာမှာကျွန်တော်အောက်ကနေဆက်ဆံနေဆက်ဆံဒါပေမဲ့အခုတို့လူပွားွားတဲ့လောက်ရဲ့မိုးမျိုးတွေဖြစ်လာရင်တော့ကဘာတိအောင်ပြင်းပြင်းထန်ထန်တုတ်ပြတ်တဲ့နော်စကလုံးရပြင်းထန်သွားတုတ်ပြတ်တဲ့ငါအဲ့လိုမလုပ်ဘူးဆိုရင်မယုံရင်ရေးလိုက်ပါအခု IMG အစိုးရဖြစ်ဖြစ်နော်ဟိုတိုင်းနာအီယာဝဲဆိုဖြစ်ဖြစ် နော်အခုလိုမျိုးအချက်လက်လွဲမှားတဲ့အရာတွေကိုနော်အတုံးပြလာပြီးတော့ပေါက်ပန်း၄၀တွေပြောလာတဲ့ဘယ်နိုင်ငံကောင်းဆောင်အောင်မဆိုခင်ဗျားတို့နော်ဒီနေ့ခေတ်ကဆိုရှယ်မီဒီယာခေတ်ဆိုရှယ်မီဒီယာနေဒဲ့ပြောရှာပလိုက်ခင်ဗျားတို့ပို့အောင်မှာမြန်မာပြည်သူလာမထောက်ခံကြိုက်တယ်လို့ပြောအဲ့ဒါကိုအနောက်မှာပြည်သူဆိုတဲ့အားကရှိပြီးသားဆိုတော့ပြည်သူအားနဲ့ပဲကျွန်တော်တို့ကရှင်ပြိုင်လို့ရမယ်နော်အခုရှင်းတစ်ခေါက်ကလုံးကလာတယ်ခိုင်းဦးဘူတန်ဝင်ကြီးချုပ်နော်အဲ့ဒီနွားသားနဲ့တွေ့တယ် ွားအခြားကောင်းကောင်းနေနဲ့တွေ့တယ်ဒီနွားသားနဲ့တွေ့တဲ့အချိန်မှာတွေ့တဲ့ပုံကိုတင်ထားတယ်မြမပြည်သူတွေပွားဝင်ဆဲလိုက်တယ်ချက်ချင်းမူကြီးချုပ်ပို့ဖြုတ်ချလိုက်တာအဲ့ဒါပြည်သူရဲ့အားပဲဒါပေမဲ့ကျွန်တော်တို့ပြည်သူအနေနဲ့လည်းဒီနေရာမှာသတိထားဖို့လားကျွန်တော်တို့ကသကလုံးရပြင်းထန်တဲ့သကလုံးမျိုးတုတ်ပြန်လို့ရရိုင်းဆိုင်တဲ့သကလုံးမျိုးတော့မပြောစေချင်ဘူးပြင်းထန်တဲ့သကလုံးနဲ့ရိုင်းဆိုင်တဲ့သကလုံးမတူပါဘူးပြင်းထန်တဲ့ဆိုတာတာတာနဲ့နာနာနဲ့တာနော်တကယ် ပညာတတ်တဲ့လူတွေဆိုရင်ဆဲတာတဲ့ပုံနာတဲ့စကားဆိုတာအဲ့ဒါကိုပြောတာလူကဆဲမှနာစရာမဟုတ်ဘူးเนาะနာအောင်ပြောရင်နာလည်းမရတဲ့နီးလန်းနေအများကြီးရှိတယ်ဒါကြောင့်မလို့ကိုယ်နိုင်ငံပြည်သူတွေအနေနဲ့အဲ့ဒီချက်လောသတိထားဖို့လို့လေကျွန်တော်ဆဲစရာမလိုဘူးเนาะခုနကပြောသလိုကိုအခုမင်းအောင်နိုင်ကိုအာဆီယံဘုံတဘောတူညီချက်၅ချက်ကိုလိုက်နာလို့ယေရှုတင်ဆိုဘယ်နေအောင်လိုက်နာတာလဲဟုတ်တယ်မလားအာဆီယံတဘောတူညီချက်ဘယ်တစ်ခုကိုများမင်းအောင်နိုင်လိုက်နာထားတာရှိလဲနောက်တစ်ခုကဒီနေ့ဒီ ပို့တခုတွေ့လိုက်တယ်ထိုင်းနိုင်ငံသားတယောက်ပြောထားဘလူလဲတော့ကျွန်တော်မသိပါဘူးအောက်ကနေဘာသာပြန်ပေးထားတွေ့တယ်အာဟိုမင်းတို့အလုံလာလုံးကိုလှုပ်ရှိတယ်ပေါ့ငွေရှာဖို့ရှိရှာအဲပြီးလို့ရှိရင်ဟိုအချမ်းမဆိုင်တဲ့ဟာတွေမလုံနေတော့မင်းအောင်နိုင်ငံနဲ့မင်းအောင်နိုင်ငံကိုမောင်းထုတ်မယ်မင်းတို့လှုပ်ကြအောင်အဲမင်းအောင်နိုင်ငံဒီနိုင်ငံတရားဝင်ဖိတ်တာဒါအစိုးရချင်းဖိတ်တာနိုင်ငံကောင်းဆောင်တစ်ခုပြည့်ဖိတ်တာဆိုအဲ့လိုပြောလို့မရအောင်အဲ့ဒါလုံးဝမှားတယ်မင်းတို့နိုင်ငံမှာအဲ့လိုမျိုးမင်းတို့လက်မခံတဲ့အစုအဖွဲ့အတင်းတစ်ခုကနိုင်ငံအာဏာကိုလွတ်သွားမယ် နော်မင်းတို့လက်ခံမလားအဲ့ဒါပဲအဲ့လိုဟာမျိုးတွေအဲ့လိုတော့ပြန်တင်းတယ်မင်းတို့လက်ခံမလားအဲ့လိုလုထားတဲ့အဖွဲ့ကိုအခြားနိုင်ငံတစ်ခုကနိုင်ငံရဲ့အစိုးရပါလို့နော်အတင်းအထမဒီပြည်သူတဘောမတူရဲ့ဂျာနီကနေလက်ခံပြီးတော့ခေါ်ရမယ်ဆိုရင်မင်းတို့စိတ်ထဲဘယ်လိုခံစားရမလဲဒါ human right လူခွင့်ရေးပဲနော်ဒီ human right ကိုတီးဖို့လိုတယ်ဒီမြန်မာအရေးကိုပါဝင်လာတဲ့ဘယ်သူမဆိုပါဝင်လာတာကျေးဇူးတင်တယ်ဒါပေမဲ့ကူညီနိုင်ကူညီမကူညီနိုင်တော့နှောက်ရှက်ရမလုပ်ကြဘူးပြက်သားဆိုတာဒုက္ခကလည်းပြောဖို့လိုတယ် နော်လူအခွင့်ရေးဆိုတာမွေးရမှာအခွင့်ဆိုလူတိုင်းရှိပြီးသားနော်ဒီကောင်နေအာနာယူရတာဒါအစိုးရမဟုတ်ဘူးတနတ်ရှိနေအာနာလူမဲ့ဆိုတကဘာလုံးအပေါင်းအာနာရှင်တွေဖြစ်ကုန်မှာပေါ့ရှင်းရှင်းလေးအမေရိကန်စစ်တပ်နော်အခုဒေါ်နယ်ထရန့်လောက်တဲ့ဟာတွေအာနာတိတ်လိုက်မှာပေါ့ဖြစ်နေလားဖြစ်လို့ရလားဟုတ်တယ်နော်အဲ့တော့တနတ်ရှိတိုင်းအာနာရရေးဆိုရင်တကဘာလုံးတွေးချောင်းစီးကုန်မှာဒါအောင်နားလဲဖို့လိုအပ်တယ်အခုနှစ်ရှိမင်းအောင်လိုက်ခေါင်းဆောင်နဲ့စစ်တပ်က တနတ်စီတိုင်းအာနာရရေးဆိုတဲ့ပုံစံမျိုးချိုးပြီးတော့တိုင်းပြည်ရဲ့အာနာကိုမတရားလုယူထားတာဒါကိုမြန်မာပြည်သူအများစုကလက်မခံဘူးတန်းနဲ့တန်း60နီးပါးရှိတဲ့ပြည်သူမှာတန်း40ကျော်50လောက်ကလက်မခံဘူးဒါကိုနိုင်ငံတကာအနေနဲ့တိဖို့လိုအပ်တယ်အဲ့လိုမတိဘဲနဲ့အဲဟိုနိုင်ငံတကာအနေနဲ့သူတို့ထင်တာကငါတို့ထင်အောင်ဝင်လုပ်လိုက်မယ်ငါတို့အစိုးရငါတို့အစိုးရသူတို့အစိုးရဖြစ်တမ်းမှန်ကြီးလုပ်လိုက်မယ်ဒါကိုကျွန်တော်ပြည်သူကခံရမှာလားဟုတ်တယ်မလားဒါကြီးကဟိုရှက်ဖို့လည်းကောင်းတယ် မြင်ရတာအတိတ်ကမရှိဘူးလောက်တဲ့လူတွေအတွက်ပြောတာရှက်စရာဆိုတာပြည်သူတွေကဘယ်လိုမဆိုင်ဘူးကျွန်တော်တို့မြန်မာပြည်သူကလေအဆုံးစွန်ထိတွားမှာပွဲဘယ်လောက်ဖြစ်ဖြစ်အဲ့တော့တကယ်မြန်မာပြည်ကိုစေတနာရှိတယ်ဆိုရင်เนาะထိုင်းအမတ်ပြောသလိုကိုယ်နိုင်ငံကိုဖိတ်စီဗျာဟုတ်တယ်မလားဘာဖြစ်သူများနိုင်ငံတော်တစားကံအဖြစ်အသုံးပြုတာလဲရှင်းနေတာကြီးကမလေးရှားဝန်ကြီးချုပ်မြန်မာအပေါ်ဒီငြိမ်းချမ်းစေခြင်းလားโอเคဖိတ်လိုက်ကိုယ်နိုင်ငံကိုတောင်းပန်ခင်ဗျားတွားလိုက် ဒါရှင်းနေတယ်ဒီနိုင်ငံလာပြီးခုလုံးလုပ်ပြီးတော့လုံးเสียအကြောင်းမရှိဘူးဒီမြန်မာနိုင်ငံနော်အဲ့တော့မလေးရှားကိုဖိတ်ဒါမှမဟုတ်ခင်ဗျားသွားလိုက်ဒါပဲအဓိကအဲ့တော့ဒီလွတ်တော်အမတ်ပြောတဲ့စကားကိုတကယ်ဟိုထောက်ခံတယ်ဂျေဇုလက်တင်တယ်မြန်မာပြည်သူတွေပြောခွင့်မရအော်လို့မရတဲ့စကားအခုကျွန်တော်တို့ထိုင်းမှာဆိုရင်ဒီကိစ္စနဲ့ပတ်သက်လို့ဒီကိုလာမင်းအွန်လိုင်းဒီကိုလာမယ့်ကိစ္စပတ်သက်လို့ကျွန်တော်တို့မပြောခိုင်းတော့ရှိတယ်ဒါပေမဲ့ကိုနေ့ကပြောသူတို့နိုင်ငံအတွက်ထိခိုက်တိုက်ခိုက်မဲ့စကားမျိုးကျွန်တော်တို့မတုံးဘူးမပြောဘူး ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်သူတယောက်အနေနဲ့เนาะပြောခွင့်ရှိတဲ့အရာမကျင်တတ်အောင်မကျင်တတ်ဘူးပြောတာတော့ဒါလူတိုင်းပြောခွင့်ရှိတယ်အဲ့ဒါတော့ကျွန်တော်တို့ပြောမှာပဲအစ်စနတ်တော့ပြောခွင့်မရှိဘူးလားโอเคမပြောဘူးဒီနိုင်ငံရောက်နေတဲ့အတွက်เนาะဒါပေမဲ့တကယ်လောက်ခွင့်ရှိသည်မင်းအောင်နိုင်ကိုเนาะမင်းတို့ပြည်သူတွေအဲ့လောက်မောရင်ကွာအတေခံပြီးတော့ဘုံခွဲရဲလားမေးလိုက်ကြည့်ဟမ်တပုံကြီးထွက်လာလိမ့်မယ်ကျွန်တော်တို့တားထားလို့ကလေးတွေအဲ့ဒါအဲ့ဒါဖြစ်လို့နိုင်ငံတကာကောင်းဆောင်တွေအနေနဲ့က เนาะအပေါ်ပိုင်းကိုလည်းမကြည့်ပါနဲ့မြန်မာပြည်သူတွေအတန်အောင်နားထောင်ပေးပါမြန်မာပြည်သူတွေမျက်နှာအောင်ကြည့်ပေးပါเนาะလက်ရှိဒီနေ့အချိန်ထိဒီအာဏာသိမ်းစစ်တပ်ကပြစ်တက်နေတဲ့ပြည်သူဟာဟဲ့ဒီကြံရက်မှတော့သိနေရပါတယ်ဒါကိုမြင်အောင်ကြည့်ပေးကြဖို့လိုအပ်တယ်သူတို့မြင်လာအောင်လည်းကျွန်တော်တို့ဘက်ကလည်း wine or ကြဖို့လိုအပ်တယ်တဦးတယောက်တည်း audio နဲ့ဘာမှဖြစ်ဘူးငါပို့ဘလူးမှမကြည့်ဘူးမထင်နဲ့เนาะနိုင်ငံတကာကောင်းဆောင်နေနေအမှန်တရားကိုတီးဖို့အတွက် command လေးတစ်ကြောင်းတစ်ကြောင်းကြီးပေါင်းဆက်လိုက်တာ ကျွန်တော်အတုံးတဲဝါးတဲ့နေရာရှိပါတယ်။ဒါကြောင့်မလို့ပို့မတင်နိုင်အောင်မှမတရားမှုတွေလုပ်နေတဲ့ဒီလိုခေါင်းဆောင်တွေရဲ့လှုပ်ရက်တွေကိုပြက်ပြက်တသားဝေဖန်တုတ်ပြန်ပေးကြပါကျွန်တော်တို့အမှန်တရားပဲလိုချင်တာနော်။နော်ကိုယ့်ဘက်ကလည်းမဟုတ်တာလုပ်ဖို့မလိုဘူး။အမှန်အောင်လို့အမှန်တိုင်းဖြစ်တဲ့တယ်။ဒီတဲ့ဘွဲမှမဖြစ်ရင်မြန်မာပြည်ကပြက်ဖို့ပဲရှိတော့တယ်။ဒါပါပဲ။